ဒီ6လပိုင်းမှာမိတ်ဆွေရဲ့ကံတွေကဘာတွေဖြစ်နေလဲကဲကြွေးတူတူလက်ကြည့်ကြမယ်ခင်ဗျာဩဒီနေ့မှာတော့6လပိုင်းအတွက်တတော်ကနမိတ်ကြောင့်ကြည့်ပြမှာဖြစ်ပါတယ်ဒီနေ့မှာတော့တောက်ကြာသားမိအတွက်ပါအချစ်ရဲ့အိမ်တော်ရေးစီးပွားရေးငွေကြေးအလောက်ကိုင်းပညာရေးကအဆုံးစုံလျောင်းလေးကျွန်တော်ကြည့်ပြမယ် ြီးရင်ဘီရဲနောက်မှာကျွန်တော်ရေတရာလေးလည်းပေးမယ်ဒီရေတရာလောက်ထားမယ်ဆိုရင်ဒီ6လပိုင်းမှာတောင်းကြံသွားပြန်ကန်ကောင်းချင်းတွေကိုစီကိုကြောက်လာမှာဖြစ်ပါတယ်အထက်ကရေကြည်တာကအိမ်အောင်ရေအခြေအစင်မပြေတဲ့သူတွေဒီရေတရာဖျောက်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အလောက်ကိုင်းစင်မပြေတဲ့သူတွေလှုပ်လို့ရပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့လက်ရှိကြောက်မယ်ခင်ဗျာဒီ6လပိုင်းမှာတောက်ကြာသားမိတွေကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်မပြောပြခင်မှာတနင်္ဂနွေတနင်္လာအင်ကာဗုဒ္ဓဟူနော်ပြီးရင်ယာဟူ ကြာတာတွေသားမိဒီကျွန်တော်ဟောစမ်းလေးတွေဟောခဲ့ပြီးဖြစ်တယ်မကြည့်ရတဲ့သူတွေနော်ဗီဒီယိုရဲ့အပေါ်မှာလင့်ချလာပြရရှိရဲသွားရောက်ကြည့်ပါအဲ့ဒီနေနိုင်တွေထက်ဒီတောက်ကြာသားမိကအကောင်းဆုံးဖြစ်နေတယ်ကံကောင်းနေလားကံဆိုးနေလားရခိုင်နှုန်းအပြည့်ခွဲခြားရမယ်ဆိုရင် ကောင်းအားကနော်80လောက်ရှိနေတယ်တတိထားရမှာ30လောက်ပဲရှိတယ်ဘာတွေကကောင်းနေတာလဲဘာတွေတတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်1တစ်ချက်အောက်စာပစ္စည်းငွေကြေးနဲ့ပတ်သက်တာ အရင်ကောင်းတယ်မမျော်လင့်ထားပဲအဥ္စာပစ္စည်းတွေဝင်လာတတ်ပါတယ်အချောင်ရမယ့်ကိစ္စတွေလည်းပေါ်လာတတ်ပါတယ်အချောင်ဆိုတာကမတရားတဲ့ဖြစ်သူများရဲ့နော်အဥ္စာပစ္စည်းသွားလုတာမဟုတ်ဘူးသွားလိန်တာမဟုတ်သွားညာတာမဟုတ်ဘူးဥမာ အမွေတွေရရှိတာမျိုးကဲဆရာကျမအမွေရရှိရမရှိဘူးကဲဒါမှမဟုတ်ရေမမျော်လင့်ထားပဲကံနဲ့ပတ်သက်လို့အစဉ်ကြီးသွားတာမျိုးကံပဲကျွန်တော်တုံ့နှုတ်လိုက်မယ်နော်တခြားကိစ္စတွေကဒါပြောလို့မရလို့ပါဒီ Facebook ကဒါလက်မခံလို့နော်ဟုတ်ပြီ ကဲထားလိုက်တော့ပြန်ဆက်ရမယ်ဆိုရင်ကန်နဲ့ပတ်သက်ပြီးတော့မမျော်လင့်ထားပဲဝင်လာတတ်ပါတယ်နော်ဒါကြောင့်ကန်နဲ့ပတ်သက်လို့ဒီကလည်းအကျိုးပေးတယ်ဥမာနော်အမွေရတာမျိုးဥမာကန်နဲ့ပတ်သက်ပြီးတော့ဝင်လာတာမျိုးနော်ဒါမှမဟုတ်ဘူးဆိုရင်ငွေကြေးတွေတောင်းရတာမျိုးပေါ့နော်အဲ့လိုမျိုးအကြောင်းအကြောင်းနဲ့အချောင်ရမယ့်ကိစ္စတွေပေါ်လာနိုင်တယ်ဒါကြောင့်ကန်နဲ့ပတ်သက်ပြီးတော့ဥစ္စာပစ္စည်းတွေတွေဝင်လာတတ်ပါတယ်အရန်ကောင်းတယ်လို့ဆိုရပါမယ်အဲ့လိုပဲဝင်လာတဲ့နေရာမှာလည်း ကိုကိုမနာလိုမုံတည့်လူတချို့ကရှင်နေတတ်ပါတယ်သူတို့ကြောင့်ကို့မှာနော်စိတ်ညစ်ရတာတွေတခါလေဖြစ်တတ်ပါတယ်ဒါပေမဲ့ဂယုမဆိုင်ပါနဲ့ကို့မှန်တဲ့တည်းရင်ဆက်လုပ်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဒါကပထမတစ်ချက်ကောင်းတယ်လို့ဆိုရပါမယ်ဒုတိယတစ်ချက်ကမိတ်ဆွေကန်တဲ့ပတ်သက်ရင်အရန်ကောင်းတယ်မိတ်ဆွေအကူကြီးအထောက်ပံ့ကြောင့်ကို့မှာဆင်ပြေသွားတတ်ပါတယ်ရက်ဝေးကမိတ်ဆွေအကူကြီးအထောက်ပံ့ကောင်းပို့ပြီးတော့ရရှိတတ်ပါတယ် ကိုကအလောက်ကိုင်းမရှိဘူးအလောက်ကိုင်းတွေအဆင်မပြေဘူးကိုကအဆင်မပြေတော့ပြီးတော့ငှားမယ်ချိမယ်ကိစ္စတွေလည်းအဆင်ပြေပါတယ်မိတ်ဆွေအကျိုးပေးတယ်လို့ဆိုရပါမယ်မိတ်ဆွေကိုကြီးအထောက်ပံ့ကြောင်းအလောက်ကိုင်းတွေလည်းအဆင်ပြေတော့တတ်ပါတယ်ဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းတယ်လို့ဆိုရပါမယ်နောက်တစ်ချက်နော်မိတ္တာစုရင်းနဲ့ပတ်သက်တာအိမ်တွင်းရင်းနဲ့ပတ်သက်တာကောင်းပါတယ်ကိုရဲ့မိသားစုထဲမှာအဆက်အသွယ်မရတဲ့သူတွေအဆက်အသွယ်ပြတ်နေတဲ့သူတွေကိုရဲ့မိသားစုနဲ့ကိုနဲ့အဆင်မပြေဘူးဆိုရင်ပြန်လေအဆင်ပြေသွားတတ်တဲ့လာတလာဖြစ်ပါတယ် အရန်ကောင်းတာတခုကအင်ချံပြင်းနဲ့ပတ်သက်တာအရန်ကောင်းပါလေခင်ဗျာအင်ချံပြင်းနဲ့ပတ်သက်ပြီးတော့ရောင်းမာလာဝယ်မာလာနော်ဘလို့လောက်မှာဒီလိုကိစ္စတွေကကိုယ်အကျိုးရမ်းပေးတယ်ဒီလို6လပိုင်းမှာအစဉ်ရမ်းပြည်တယ်ကာလတခုဖြစ်ပါတယ်နော်အရန်ကောင်းတယ်ဆိုရပါမယ်အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုလဲကောင်းတယ်ကိုယ့်ရဲ့အိမ်တော်ဘက်ရဲ့အကူအညီထောက်ပံ့ကြောင်းကို့မှာအစဉ်ပြေသွားတတ်ပါတယ်ဥစ္စာပစ္စည်းတော်၎င်းနော်စုဆောင်မိတာ၎င်းအိမ်တော်ဘက်ကြောင့်အစဉ်ပြေသွားတတ်ပါတယ် ဆရာကတော့ပြောတယ်အဆင်ပြေမယ်အခုကျမအဆင်မပြေဘူးကျွန်တော်အဆင်မျိုးဘယ်လိုလုပ်ရမလဲရေတရာကိုဖြည့်အောင်လုပ်ပါမြေရဲ့နောက်မှာကျွန်တော်ရေတရာလေးပေးတာမယ်ဒီရေတရာကိုဖြည့်အောင်လုပ်လိုက်ခြင်းအပြင်မိစေတို့ကြုံတွေ့နေတဲ့အခက်ခဲအကျက်တွေအိမ်ောင်ကြီးကန်တော်လကောင်နော်စီးပွားရေးကန်တော်လကောင်ဘယ်ကိစ္စမှဆိုအဆင်ပြေသွားတတ်ပါတယ်ဒီ6လပိုင်းမှာကန်ရန်ကောင်းတယ်လို့ဆိုရပါမယ်ရေတရာကိုတော့ဖြည့်အောင်လုပ်ပေးပါခင်ဗျာကိုယ့်ရဲ့အိမ်ောင်ကြီးတွေအဆင်မပြေဘူးအိမ်ောင်ကြီးကြောင့်စိတ်ညစ်နေရတဲ့သူတွေရှိတယ်ဆိုရင်ရေတရာကိုဖြည့်အောင်လုပ်ပါ ဒီလို6လပိုင်းမှာအိမ်တော်ရေးကွဲနေတဲ့သူတွေအိမ်တော်ရေးအဆင်မပြေသူတွေပြန်လဲအဆင်ပြေသွားတတ်ပါတယ်။နော်ရေဒီယိုကိုတော့ဖျအောင်လုပ်ပေးပါခင်ဗျာ။အချင်းအင်းနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းတယ်ဆိုရပါမယ်။မမျော်လင့်ထားပဲကိုနဲ့ကိုချစ်သူနဲ့အိမ်တော်ကြသွားတတ်ပါတယ်။ကိုကယူမလို့စိတ်မကူတာဟုတ်ဒါမဲ့ယူလိုက်ရတယ်။နော်မဖြစ်မနေယူလိုက်ရတယ်။နော်အဲ့လိုအခက်အတန့်တွေကြုံလာနိုင်နေတဲ့ဒါမဲ့အချင်းအင်းနဲ့ပတ်သက်တယ်ဆိုရင်အရန်ကောင်းတယ်။ကိုရဲ့ချစ်သူကြောင့်ကိုကစိတ်ဆင်းရဲနေရတယ်။ကိုရဲ့ချစ်သူကြောင့်အဆင်မပြေကိုရဲ့ချစ်သူကိုထားခဲ့တယ်။ ချစ်တူမရှိဘူးဘယ်ကိစ္စမဆိုเนาะအလွယ်တကူအဆင်ပြေသွားတတ်တယ်အခြေခံကအရန်ကောင်းနေတာဟုတ်ဒီထက်ကောင်းချင်တယ်ဆိုရင်ကျွန်တော်ပြောနေကြအတိုင်းဖြိုးရဲနောက်မှာရေရာရှိတယ်ဖြောင်းလုပ်ပြီးလိုက်ပါခင်ဗျာဒီ6လပိုင်းမှာအရန်ကောင်းတာကမိတ်ဆွေကန်နဲ့ပတ်သက်တာအရန်ကောင်းတယ်လို့ကိုကိုလူချစ်လူခင်များတဲ့ကန်ကလည်းအရန်ကောင်းပါတယ်မျက်နှာအရန်ပွေနေတဲ့အကြည်ဓာတ်ရနေတာပေါ့ခင်ဗျာကဲကျွန်တော်လို့ပေါ့နောက်တာနော်ကဲအကြည်ဓာတ်ရနေတယ် မျက်နာရဟန်းပွေနေတဲ့လူချင်းလူကင်များတဲ့ကာလတခုဖြစ်ပါတယ်။ဒီလိုလမျိုးမှာစီးပွားရေးပဲလွတ်လွတ်ဘယ်ကိစ္စမဆိုအောင်မြင်တတ်တဲ့အစဉ်ပြေတတ်တဲ့ကိုမျက်နာမြင်လိုက်တာနဲ့ချစ်တဲ့ကိုမျက်နှာကိုမြင်လိုက်တာနဲ့တနာတယ်ခင်တယ်နော်ချစ်ခင်တနာဆိုတဲ့နော်ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီလိုကာလမျိုးမှာစီးပွားရေးတွေတိုးချဲ့တာမျိုးစီးပွားရေးတွေနော်အဲကိုကစတင်တာမျိုးအလောက်ကိုင်းနေစာပွေမဲ့ဆိုရင်လည်းအလွယ်ကူရတတ်ပါလူချစ်လူခင်များနေတဲ့ကာလတခုဖြစ်ပါတယ်ခင်ဗျာ အချားထဲမှာတခုဂယူဆိုင်ရမှာကကျမ်းမာရေးနဲ့ပတ်သက်တာနည်းနည်းလေးဂယူဆိုင်စစ်ချင်ပါတယ်ဒီမှာသူ့ရနာမည်ပြောရမယ်ဆိုရင်ကျမ်းမာရေးကနော်ညံ့တယ်လို့ဆိုရပါမယ်မိတောင်တွေပေါက်ကွင်းနေတယ်လူတွေကတွေးစင်နေတယ်ဒီနာမည်ကိုဖတ်ရမယ်ဆိုရင်မိတ်ဆွေအနေနဲ့အသွားလာလေးတွေနည်းနည်းဂယူဆိုင်ပါခင်ဗျာသွားလာမတတ်ဖို့ကြောင့်ကိုယ့်ရဲ့ကျမ်းမာရုပ်တည်ရညံ့သွားတတ်ပါတဲ့အထူးဂယူဆိုင်ရမယ်ကာလာတခုဖြစ်ပါတယ်ကိုယ်နဲ့မတည့်တဲ့အစားအစာတွေ ော်အတိကအပူနဲ့ပတ်သက်တဲ့ကိစ္စလေးသတိထားပါဟိုဆက်တဲ့ကိစ္စရောနော်ဥမာမြုပ်ဒီစားများတာမျိုးတွေနော်အမျိုးအပူအဆက်တွေကိုနည်းနည်းလေးယူဆိုင်ပါဆင်ကျင်ပါနော်ဒီကိစ္စတွေဆင်ကျင်နိုင်မယ်ဆိုရင်တော့ကျန်းမာရေးကကောင်းတယ်လို့ဆိုရပါမယ်အသွာလာအနေထိုင်နေတဲ့ယူဆိုင်ပါနော်ကျန်းမာရေးရုပ်တည့်ရညံ့သွားတတ်ပါကျန်းမာရေးကံကနည်းနည်းလေးညံ့တယ်လို့ဆိုရပါမယ်နော်ရေရအောင်ဖြောင်းအောင်လုပ်လိုက်ပါနော်ကျန်းမာရေးကလည်းပြန်လဲကောင်းသွားမှာဖြစ်ပါ နောက်တစ်ခုကတောက်ကြာသားပြီနဲ့ကို့မှာသားသမီးတွေမွေးထားတယ်ဆိုရင်နော်သမီးကံကလုံးဝလုံးဝအကျုံပေးပါဘူးသမီးမိန်းကလေးတွေမွေးထားတယ်ဆိုရင်ယူဆိုင်ပါခင်ဗျာသူတို့တဲ့ကြောင့်ကို့မှာစိတ်ဆင်းရဲရတတ်ပါတယ်သူတို့တဲ့ကြောင့်ကို့မှာပူပန်နေရတတ်ပါစိတ်မချာဖြစ်နေရတတ်ပါတယ်ဒါကြောင့်သမီးကံနဲ့ပတ်သက်မယ်ဆိုရင်နည်းနည်းလေးယူဆိုင်စီချင်ပါတယ်ခင်ဗျာตาကံကအရန်ကောင်းပါတယ်ตาကြိုးခံစားရမယ်ကာလာတကုတ်ဖြစ်ပါတယ်နော်ကို့မှာตาမွေးထားတယ်ဆိုရင် ဒီလို6လပိုင်းမှာသူတို့ကပြောဆိုရခက်နေတဲ့ကိုယ့်ရဲ့စကားကိုမနာထောင်ဘူးမနာခံဘူးဆရာပြောတော့တားကန်ကောင်းမယ်ကျမကလည်းအဲ့လိုမျိုးကံမကောင်းဘူးဆိုရင်ဒီလို6လပိုင်းမှာနော်သူတို့ချုပ်မော့ပြီးပြောကြည့်ပါကိုယ့်ရဲ့စကားကိုအလွယ်တကူနာခံတာမျိုးနားထောင်တာမျိုးတွေနော်သူတို့ကပြုလို့တတ်ပါတယ်ဒါကြောင့်ဒီ6လပိုင်းမှာတာမီကန်ကယောက်ျားလေးကန်ကကောင်းတယ်တမီကန်ကလည်းလေးလေးယူဆိုင်ပေးပါခင်ဗျာအလောက်တိုင်းစီပေါ်ရင်းနဲ့ပတ်သက်မယ်ဆိုရင်ကောင်းတယ်လို့ဆိုရပါမယ် ိုစူးစားရင်စူးစားလောက်လောက်အောင်မြင်တတ်ပါရယ်နော်အလုတ်တွေစားတင်ခြင်းတဲ့သူတွေအလုတ်တွေတိုးချဲ့ခြင်းတဲ့သူတွေအလုတ်ကန်စားဖွေနေတဲ့သူတွေနော်ကြော်ပြောတဲ့ရေတရားကိုတိကျလောက်ပါတေချာပေါက်အစဉ်ပြေသွားမှာဖြစ်ပါတယ်ကိုပိုင်လို့လှုပ်တဲ့သူတွေကတော့အထူးပြောစရာမလိုဘူးကိုစူးစားရင်စူးစားလောက်အောင်မြင်မှာဖြစ်ပါတယ်ဖြက်လို့ဖြက်စီလှုပ်တဲ့သူကလည်းနော်မရှိတဲ့လောက်ရှားပါတယ်နောက်တစ်ချက်ကံကောင်းနေတာကနော်ကံနဲ့ပတ်သက်တာနော်ဒီမှာတွေ့ရတဲ့လူတယောက်က နော်ငွေတွေကိုချနေတာလေပြီးတော့ခေါင်းမှာလည်းတင်တာလေလက်ကိုလည်းဂိုင်းတာလေနော်ငွေကိုနော်သူကစိတ်ကြိုက်ဒါလောက်နေတဲ့နမိတ်ဖြစ်တယ်ဒီနမိတ်ကိုဖတ်ရမယ်ဆိုရင်နော်အရန်ကောင်းတယ်လို့ဆိုရပါမယ်။ဘာကြောင့်လဲဆိုတော့နော်ငွေနဲ့ပတ်သက်ပြီးသူ့မှာအရန်ပေါ်များနေတယ်နော်ထားခြင်းနေရာကိုထားနေတယ်ဒါခြေထောက်နေရာကိုချနေတာလေဆိုတော့အရန်ကောင်းတယ်လို့ဆိုရပါမယ်။မိတ်ဆွေကန်နဲ့ပတ်သက်ပြီးတော့အရန်ချိုးပြနေတဲ့ကာလာလိုကိုဖြစ်ပါတယ်။ကန်ဆန်းခြင်းနေဆိုရင်တော့၄ပါးရဲ့နံပါတ်တွေကအချိုးပြပါတယ်။ နော်လေးပါတဲ့နံပါတ်တွေကနော်ကို့အတွက်နော်အရန်ကန်ကောင်းနေတဲ့ကာလတကူဖြစ်ပါကန်ကောင်းနေတဲ့အရောင်ကတိမ်ပြာရောင်တွေကကန်ကောင်းနေပြီးတော့အဝါရောင်လေးတွေကကန်ကောင်းပါလေအရင်ကြီးတဲ့နေရာတွေဝက်စင်ပါအရင်ကြီးတဲ့ကိစ္စတွေနော်ပြောဆိုပါဒီရောင်တွေကိုဆောင်းနှချင်းအပြင်ကန်ကောင်းမှုတွေတချို့ကုစီကိုရောက်လာမှာဖြစ်ပါမယ်နောက်တစ်ချက်နော်တတိထားစရာတစ်ခုတော့ကြံသေးတယ် ရက်ဝေးသွားမဲ့သူတွေခီးဝေးသွားမဲ့သူတွေเนาะခီးထွက်မဲ့သူတွေနည်းနည်းလေးယူဆိုင်ပေးပါခင်ဗျာအချိုးမပေးဘူးလို့ဆိုရပါမယ်เนาะအခက်ခဲအကျက်တွေကြောင်းမှာအစဉ်ပြေသွားမယ်ကာလတစ်ခုဖြစ်ပါတယ်အခက်ခဲတွေကိုကျော်လွှားရမှာဖြစ်ပါတယ်တယောက်ခီးဝေးသွားမဲ့သူတွေနည်းနည်းလေးယူဆိုင်ရမယ်ကာလတစ်ခုဖြစ်ပါတယ်ခင်ဗျာကဲကြောင်ရတရားလေးပြီးမယ်ဒီရတရားဖြစ်အောင်လုပ်ပေးပါခင်ဗျာဒီရတရားကိုလှုပ်လိုက်ခြင်းအားဖြင့်ဒီ6လပိုင်းမှာအခက်ခဲအကျက်တွေကျော်လွှားပြီးရော့ ကောင်းသောအရာလေးတွေ quiz ကိုရောက်လာမှာဖြစ်ပါတယ်။ရေတရာဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကရှင်းပြချင်ပါတယ်။လုပ်ရမယ်ရေတရာကအရန်လုပ်ကူပါတယ်။ရေတရာမပြောခင်မှာတော့မိတ်ဆွေကံကောင်းဆုံးအချိန်ကိုကျွန်တော်ရင်ပြောပြပါမယ်။တောက်ကြသားတွေအတွက်ကံကောင်းနေတဲ့အချိန်ကတနင်္ဂနွေနေ့မနက်7:15မိနစ်အချိန်ကအရန်ကံကောင်းနေတဲ့အချိန်ဖြစ်တယ်။နော်အရေးကြီးတဲ့ကိစ္စတွေဒီလိုအချိန်မှာရွေးချယ်မယ်ဆိုရင်မိတ်ဆွေအတွက်အရန်ကံကောင်းတယ်။နော်ရေတရာကိုဒီချိန်ုံလုံနိုင်မယ်ဆိုရင်လုံ ဒါမှမဟုတ်ဆိုရင်ဒုတိယတန်းကန်ကောင်းတာကတောက်ကြနေမနက်9:40နဲ့9မိနစ်မှာကန်ရမ်းကောင်းပါတယ်။ဒီချိန်မှာပြုတ်လို့မယ်ဆိုရင်လည်းရပါတယ်။ကဲဟုတ်ပြီမိတ်ဆွေကြံ့တက်ရာချိန်မှာပြုတ်လို့ပေါ့နော်။လှုပ်ရမယ့်ရေဒီယာကိုကြော်ရင်ပြောပြပါမယ်။ရေဒီယာကအရန်လဲလွယ်ကူပါတယ်။မိတ်ဆွေကနိုင်ငံကြားမှာဆိုရင်နော်ကိုနေတဲ့အခန်းတော်၎င်းအိမ်တော်၎င်းပေါ့နော်။သူတွေကဗုဒ္ဓဘာသာလို့ပြောတယ်။ဒါပေမဲ့ဖျားရှင်ဖျားเจ้าဆောင် လုံးဝမရှိဘူးဒီတိုင်းပဲနေနေကြပါလေနော်အာနိုင်ငံသားလူတချို့ပေါ့ဆရာကျမရတရားလုပ်ခြင်းနဲ့ကိုယ်နိုင်ငံမဟုတ်ဘူးပေါ့နော်သူများနိုင်ငံမှာနေရတယ်ဖရာကျောင်းဆောင်မရှိကဲဘယ်လိုလုပ်ရဒီကဗုဒ္ဓဘာသာလို့ပြောတယ်ကိုနေတဲ့အိမ်ခန်းမှာတော့ဒါဖရာကျောင်းဆောင်မရှိကဲထားလိုက်ဒါတော့ကျွန်တော်အဓိကပြောချင်တာမဟုတ်ဘူးအဓိကကျွန်တော်ပြောချင်တာကမိစေတို့ရဲ့နေတဲ့အိမ်မှာဖရာကျောင်းဆောင်ရှိတယ်ဆိုရင်လောက်ပါမရှိဘူးဆိုရင်လည်းခုံလေးပုံမှာတင်ပြီးတော့နော်ဖရာကိုရိမ်းမှန်းပြီးတော့လှုပ်လို့ရပါတယ်လှုပ်ရမယ့်ရေတရားကအဆင်ပြေတယ်ဆိုရင် စပယ်ပန်းเนาะအပွေပဲမဟုတ်အခက်လေးပါရရင်ပိုကောင်းတယ်စပယ်ပန်းအပွေအခက်เนาะစစ်ခက်တတိကိုရအောင်ရှာမရှိဘူးဆိုရင်လည်းအဆင်ပြေတယ်မလုံနေပေါ့เนาะဒါတခြားလုံတဲ့နည်းတွေရှိတယ်ကဲရှိတယ်ဆိုရင်စပယ်ပန်းစစ်ပွေเนาะစစ်ခက်ပေါ့เนาะအပွေလေးမှာအခက်လေးတင်နေဆိုရင်ပိုကောင်းတာပေါ့เนาะအပွေတက်တက်ဆိုရင်တော့လည်းတိတ်အဆင်မပြေဘူးအခက်လေးနဲ့အပွေနဲ့ဆိုရင်ပိုပြီးကောင်းတယ်စပယ်ပန်းအပွေအခက်ပေါ့နော်ဒီလိုပဲပြောရပါမယ်စစ်ခက်စစ်ပွေပေါ့နော်အဲ့ဒါလေးလို့မယ်ဒုတိယတစ်ချက် နော်အင်ကာနန်ဖြစ်တဲ့ဇီယိုနော်ဇီဒီနော်ဖရာကိုကန့်လူရမှာဖြစ်ပါတယ်ရေယုံကြည်တဲ့လောက်ပါတေချာပေါ့မိတ်ဆွေရခက်ခဲကြတဲ့တွေအရှင်ပြည်သွားမယ်ကဲဘယ်လိုကန့်လူမယ်နော်ကိုယ့်ရဲ့နေရဲ့အိမ်မှာဖရာကြောင်းဆောင်ရှိတယ်ဆိုရင်ဖရာကြောင်းဆောင်မှာစပယ်ပန်းအခက်လေးတွေကိုနော်ညောင်ရိုးမှာထိုးပေါ့နော်စစ်ခက်နော်စေပွေကိုထိုးကန့်လူဖရာပန်းကန့်လူမျိုးကန့်လူဇီယိုဇီဒီကိုကြတော့ဖရာကိုနော်ပကံပြားလေးနဲ့ထည့်ပြီးတော့ကန့်လူအမွေးတရားတွေစီမီတွေတောက်တော်ရည်တွေမိတ်ဆွေတို့တရားစီမီကန့်လူပြီးွားရင် စ်ကြရဏလေးရှိခိုးမြတ်သားဖို့အမျှပေးဝေးကိုယ့်ရဲ့အခက်အခဲအကျတရတွေစုသားနော်လေကြောင်မိတ်ဆွေတို့အဆင်ပြေသွားမှာဖြစ်ပါတယ်ဆရာကျမနိုင်ငံသားမှာနော်ဇီးရောအဆင်မပြေမမေးနဲ့ဇီးတုတ်လေးရတယ်ဟုတ်တယ်နော်မိတ်ဆွေတို့နော်ဘယ်နေရာမှာဆိုပေါ့နော်အခုဆိုရင်ဇီးထုတ်တွေဇီးတီးတွေနေရာတကာမှာရှိတယ်ဒါကြောင့်ဇီးဒီအဆင်မပြေလို့ဆိုရင်ဇီးထုတ်ပေါ့နော်ဇီးထုတ်ဇီးရောလေးဖျားကိုကန့်လို့ရပါ ဒီရတဲ့အကိုပြုတ်လို့ချင်အောင်ပြင်ဒီ6လပိုင်းမှာမိတ်ဆွေတို့ကြုံတွေ့ရတဲ့အခက်အခဲအကျတွေเนาะကြော်လာပြီးတော့ကောင်းတဲ့ຢာလေးတွေကိုကြည့်ကိုရောက်လာမှာဖြစ်ပါတယ်။ရတဲ့အဖြစ်အောင်လုပ်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။ကျောင်းဝင်းစုများကိုအခုညနေခုကျွန်တော်တောင်းချင်ပါတယ်။ဒီဗီဒီယိုမြင်လာနဲ့ share ခြင်းဝင်ကြခြင်းကိုကျွန်တော်ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဒါမှပဲမိတ်ဆွေတွေကျွန်တော်နဲ့เนาะတဏျာမှာပထမဆက်တွေရေဆက်တွေဖြစ်ပါမယ်။ဒါကြောင့်ထပ်တူကုလို့ရအောင် share ဝင်မြဖို့လုံးဝလုံးဝမေးပါနဲ့။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ ကြမ်းမိတ်ဆွေတွေပျော်စွင်တော့မိတာစုပေါင်းတွေပိုင်းဆိုင်နိုင်ပြီးကောင်းတော့နမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေချင်းနဲ့ပြည့်စုံကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါ